မိမိရဲ့တံပိုးကိုမြှင့်တင်ဖို့နီလန်းငါးတွေမိမိကိုမိမိတံပိုးထားတယ်ဆိုရင်အောက်ပါအချက်တွေကိုလိုက်နာကြည့်ပေးပါနံပါတ်၁စကားကိုလိုတာထက်ဘုံမပြောပါနဲ့ကြမ်းကြုံလို့နှုတ်ရရစကားကြုံလို့နှုတ်ရမရဆိုသလိုစကားကိုလိုတာထက်ပိုပြောသူတွေဟာပြင်လို့မရတဲ့အမှားတွေကြုံရနိုင်ပါတယ်ဒါကြောင့်စကားကိုလိုတာထက်ပိုမပြောမိအောင်ဂရုစိုက်ပါနံပါတ်၂ကြားရခက်တတ်တဲ့အချင်းရှိရင်ပြင်ပါ အရာရာကိုအလင်းစလုံးနဲ့ပြာရာခတ်နေတာဟာကိုယ့်ရဲ့တံမိုးကိုကျစေပါတယ်။ဖြက်လက်တာနဲ့ပြာရာခတ်တာကလည်းမတူပါဘူး။အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးလှုပ်ဆောင်တက်တဲ့အကျင့်ဟာကိုယ့်တံမိုးတွေကိုတက်စေပါလိမ့်မယ်။နံပါတ်3ဘူကောင်တွေကိုရှောင်ပါ။ကိုယ့်ရဲ့အကြည်တက်ကလေးမပြောက်ဆုံးဖို့နဲ့ကိုယ့်တံမိုးကိုမြင့်တင်ဖို့ဆိုရင်ဘူကောင်တွေကိုရှောင်ပါ။ဘူကောင်ဆိုတာအမြဲတမ်းမကောင်းမြင်နေတဲ့သူတွေ ကိုဘဝကိုစိတ်နှိမ်မကြသူတွေအခြားလူတွေရဲ့ဘဝကိုကြစ်ပြီးကိုဘဝနဲ့နှိုင်းရှင်နေတဲ့သူတွေဘဝကို မပြိုချွေမှုတွေကံမကောင်းမှုတွေနဲ့ပဲဖျက်ဆီးနေတဲ့သူတွေပါအဲ့ဒီလိုဘူနေတဲ့လူတွေနဲ့ပေါင်းရင်ကိုစိတ်ကို negative energy တွေကူးဆက်လာနိုင်ပါတယ်။ဒါဆိုတာကူးဆက်တတ်တဲ့သဘောရှိတာမို့ကို့အတွက်ဖိတ်ကောင်းတဲ့လူတွေနဲ့သာထိတွေ့ဆက်ဆံမှာနံပါတ်၄စိတ်သက်ကိုမကြိုးနေအောင်လေ့ကျင့်ပါခံစားပါမပေါက်ကွေးပါနဲ့ စာနာပါမပြည့်ညက်ပါနဲ့အကောင်းမြင်ပါမအပါနဲ့ဘလို့အချင်းချင်းကြုံကြုံအကောင်းမွန်ဆုံးတွန့်ပြန်နိုင်ဖို့ဆိုရင်စိတ်တဲ့ကိုမကြိုးအောင်လေ့ကျင့်ပါနံပါတ်5မိမိကိုယ်ကို ရှစ်ပေးပါတခြားသူတွေကိုမရှစ်ခင်ပါမိမိကိုမိမိရှစ်ပေးပါတခြားသူတွေကိုတန်ဖိုးမထမ်းခင်ပါမိမိကိုမိမိတန်ဖိုးထားပါမိမိရဲ့တန်ဖိုးကိုမြှင့်တင်ဖို့အတွက်ကိုယ့်ကိုယ်ကိုရှစ်ပေးဖို့တန်ဖိုးရှိအောင်တန်ဖိုးတက်အောင်အမြဲတမ်းကိုယ်တန်ဖိုးကို ပေးနေဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင် like and share ပြုလုပ်ပြီးမရှိလို့ရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမျှဝေပေးကြလို့ရပါတယ်ဗျ